ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းဖြစ်တဲ့လီဗာပူးနဲ့ယူနိုက်တက်တို့ရဲ့အင်္ဂလန်ဒါဘီပွဲမှာယူနိုက်တက်အသင်းကနောက်ခံလူမက်ကွိုင်းယားရဲ့ခေါင်းတိုက်ကိုကြောင့်အန်ဖီမှာရှရှပါပါနိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ယူနိုက်တက်အတွက်အဖွင့်ဂိုးကိုပွဲဆလို့60နှစ်စက္ကန့်မှာပဲဒီယာလို ခင်းပေးတာကနေအန်ဘူမိုကတွင်းယူခဲ့ပြီးဒီဂိုးကပရီးမီးယားလိဂ်တမိုင်တစ်လျှောက်အန်ဖီမှာကစားတဲ့ပွဲမှာယူနိုက်တက်ရဲ့အမြန်ဆုံးတွင်းဂိုးအဖြစ်စံချိန်တင်ခဲ့ပါတယ်။ လီဗာပူးအသင်းဟာခြေပောက်ကိုရဖို့အခွင့်အရေးကောင်းတွေအများကြီးပိုင်ဆိုင်ခဲ့ပြီးဂက်ပိုရဲ့ကန်ချက်၃ကြိမ်တိုင်ထိခဲ့တာကြောင့်ဂက်ပိုဟာတိုက်စစ်မှုဟောင်းဒါဝင်နူးညက်စ်နောက်ပိုင်းပရီးမီးယားလိဂ်ပွဲတစ်ပွဲမှာ၃ကြိမ်နဲ့အထက်တိုင်ထိခဲ့တဲ့ပထမဆုံးလီဗာပူးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါပေမဲ့88မိနစ်မှာ ခီယေစာပေးတာကနေဂက်ပိုကလူကျုံထောင်ချောက်ကိုကျော်ဖြတ်ပြီးတော့ခြေပောက်ကိုတွင်းယူခဲ့ပါတယ်။ United အသင်းရဲ့အဖိုးတန်အနိုင်ဂိုးကိုတော့84မိနစ်မှာ Bruno Fernandes ကန်တင်ပေးလိုက်တာကို McGuire ကခေါင်းတိုက်သွင်းယူခဲ့ပြီး McGuire ဟာ2019ဇန်နဝါရီလတုန်းက Anfield ကမှာ Leicester အသင်းအတွက်ဂိုးသွင်းပြီးနောက်ပိုင်း Liverpool ဘက်ကိုပထမဆုံးအကြိမ်ဂိုးပြန်သွင်းနိုင်တာဖြစ်ပါတယ်။ United နဲ့ Premier League ပွဲမှာ Twin Go ပါဝင်ပတ်သက်မှုအများဆုံးအဖြစ်စံချိန်တင်ထားတဲ့နာမည်ကျော်တိုက်စစ်ကစားသမား Salah ဟာ အခုပွဲမှာခြေစွမ်းမပြနိုင်ပဲတွင်ကိုဂိုးဖန်တီးမှုမလုပ်နိုင်ခဲ့ပါဘူးအခုဆိုရင်ဆာလာဟာပရီးမီးယားလိဂ်မှာပယ်နယ်တီမဟုတ်ပဲဂိုးမတွင်းနိုင်တာကခုနှစ်ပွဲဆက်တိုက်ရှိလာပြီးဒါကလီဗာပူးကစားသမားဘာတူညပထမဆုံးအချိန်ပါပဲလီဗာပူးအသင်းဟာနီးပြဟောင်းဘရန်ဒန်ရော်ဂျက်လက်ထက်2014နိုဝင်ဘာလနောက်ပိုင်းပြိုင်ပွဲစုံမှာပထမဆုံးအချိန်၄ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တယ်လို့2020 February နောက်ပိုင်း Premier League ၃ပွဲဆက်တိုက်ရှုံးပွဲတွေ့ခဲ့ပါတယ် အမော်ရင်ကတော့ United နီးပြဘဝမှာပထမဆုံးအကြိမ် Premier League နှစ်ပွဲဆက်အနိုင်ရခဲ့ပြီး2016ခုနှစ်တုန်းက Dutch နာမည်ကျော်နီးပြဟောင်းဗန်ဟားနောက်ပိုင်းဆယ်စုနှစ်တခုနီးပါအတွင်း Anfield ကွင်းမှာ Liverpool ကို Premier League နိုင်ပွဲရယူနိုင်ခဲ့တဲ့ပထမဆုံး United နီးပြအဖြစ်မှတ်တမ်းဝင်ခဲ့ပါပြီ။ဒါအပြင် United အသင်းဟာပြီးခဲ့တဲ့ရာသီက Man City အခု Liverpool တို့ကိုအနိုင်ရခဲ့တာကြောင့်နှစ်ပေါင်း119နှစ်အတွင်း Premier League လက်ရှိ Champion နှစ်သင်းကို အဝေးကွင်းမှာပထမဆုံးအကြိမ်အနိုင်ရခဲ့တာဖြစ်ပါတယ်။